နေပေါင်း40အတွင်းမှာပထမဆုံးအကြိမ်အဖြစ်တတိယတန်းကိုတန်းဆင်းသွားရတဲ့ကလျာမပေပိုင်တဲ့ဂိမ်းအသင်းရီယယ်မက်ဒရစ်အသင်းရဲ့ဆူပါစတာကလျာမပေပိုင်တဲ့ဂိမ်းအသင်းဟာနေပေါင်း40အတွင်းပထမဆုံးအကြိမ်အဖြစ်တတိယတန်းကိုတန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ကလျာမပေကဂျာရဲတုံးကအဆင်အသင်းကိုရှုံးနိုင်ပြီးချန်ပီယံလီးဂ်ကနေထွက်ခွာခဲ့ရကဂျမနီအိမ်မက်အဆုံးသတ်ခဲ့ရပြီးနောက်သူ့ရဲ့ပူးတွဲပိုင်တဲ့ဂိမ်းအသင်းကလည်းတန်းဆင်းရမှုနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ကင်းရရမလီတော့ကလီဂူတူးမှာအင်ခွေးမှာမာလီကူကို3ခု2ခုနဲ့ရှုံးနေခဲ့ပြီး1984ခုနှစ်နောက်ပိုင်းပရမာဆုံးချိန်အဖြစ်တယ်ရီယာရန်ခေါ်နေချင်းနဲ့1ကိုတန်ဆင်ခဲ့ရတာလည်းပဲဖြစ်ပါလေကင်းရခုရာသီလီဂူတူးမှာနိုင်ဝဲ9ဘက်တားရရှိထားပြီးအစိုးရဆုံးခန့်စစ်ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ်ရပ်တည်နေတဲ့အသင်းလည်းပဲဖြစ်ပါလေဂိမ်းရေးတွေကတော့တတိယရန်ကိုတန်ဆင်လဲရမှုနဲ့အတူကလျာမပေးတဲ့မိခင်တို့ကိုပြစ်မှတ်ထားဒေါသထွက်နေကြတယ်လို့သိရှိရပါတယ် ကနေမာဘီယာစတေမာလာတုံးကဂိန်းရဲ့ရှယ်ယာ80ရာခိုင်နှုန်းကိုဝယ်ယူရင်းနှီးမြှုပ်နှံထားတာလည်းပဲဖြစ်ပါလေဒူရန်အောင်ကိုခွဲစိတ်ကူတာလာရဖို့ရှိနေတဲ့ရီယယ်သင်းရဲ့နောက်ခံစားမကြီးရူဒီကရီယယ်မတွေ့သင်းရဲ့နောက်ခံလူကြီးရူဒီကတယောက်ဒူတန်ယာနဲ့လာအတန်ကြာစားလာခဲ့ရပြီးရနောက်ခွဲစိတ်ကူတာမှုပြုလို့လာရဖို့ရှိနေကြောင်းသိရှိရပါသည်ဝယ်လီဝသင်းစာရဲ့ဖော်ပြချက်အရ ဒါမင်းလေပဲစင်နောက်ကန်လူဟာဒုတန်ရနဲ့လအတန်ကြာစားခဲ့ရတာဖြစ်ပြီးအနာယူခဲ့ခြင်းမရှိမှုနဲ့အတူအချိန်ဒီမှာဆိုးရွားတဲ့ပုံပြီးဆိုးရွားနေကြောင်းသိရှိရပါတယ်။ဒီလိုအချိန်ဒီကြောင့်အသက်32နှစ်အရွယ်ရိုဒီကတယောက်ဒဏ်ရာကိုခွဲစေကုသမှုပြုလုပ်ပြီးတော့အရှင်ဖြောက်ခင်းလာဖို့ရှိနေပါတယ်။ရီယယ်ဘတ်ရဲ့တင်ရချန်ပီယံလိကနေထွက်ခွာထားရပေမဲ့လည်းလာလီဂါဖလားနဲ့ကိုပါလီဖလားစကုနိုင်ခွင့်ရှိနေသေးတာလည်းပဲဖြစ်ပါတယ်။ရီယယ်မတွေ့တဲ့လာလီဂါမှာပေးစရာဒုတိယနေရာမှာရက်တီနေပြီးတော့တပွဲရောက်စားပြီးထိတ်ဆုံးမှဘာစီလိုနာအသင်းနဲ့ခုနှစ်မှတ်ပြတ်နေတာလည်းပဲဖြစ်ပါလေ။ ါပြင်ရီယယ်မတွေ့တဲ့လာမယ့်အပတ်တိုင်းဝင်နေမှာတော့ဘာစီလိုနာအသင်းနဲ့ကိုပါလီရဲ့ဘောလူပွဲရည်ရဆိုင်စားရဖို့ရှိပါသည်။ရိုဒီဂါရဲ့ရောက်ဒီနေ့ညဗီဘောင်နဲ့အေကန်စားရမယ့်ပွဲမှာပါမပါတော့မသေးကြသေးပါဘူး။အနာဂတ်မှာသာပြီးမသိနိုင်သေးဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့မန်ယူနိုက်တက်နဲ့အာဆင်နယ်ရဲ့အတီးကပြည့်မဲ့ယိုဂရက်စ်အနာဂတ်ကိစ္စအားဘယ်သူမှမသိနိုင်ကြောင်းမန်ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတွေကခေါ်ယူဖို့အတီးကပြည့်မဲ့ထားနေတဲ့တိုက်စစ်စားမှာဘေဒါယိုဂရက်စ်ကဖွင့်ရပြောဆိုလိုက်ပါသည်။ ပေါ်ရီကလဲစပိုလင်းလစ်ဘွန်အသင်းမှာခြေစွမ်းပြသလျက်ရှိနေတဲ့စီရင်တက်ဆက်မှုဟာအခုရာသီအတွင်းပြိုင်ပွဲစုံ46ပွဲမှာ49ခုအထိအတွင်းယူပြီးခြေစွမ်းပြသနေတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်သူကိုအသင်းကြီးတော်တော်များများကပြင်မဲ့ထားနေတာဖြစ်ပြီးအဒီအားဖြင့်အာဆင်နယ်၊မန်ယူနိုက်တက်အသင်းတို့ကပြင်မဲ့ထားနေတာလည်းပဲဖြစ်ပါတယ်။အသင်းဆန်6နေပြတက်ဆက်မှုဟာစပိုလင်းအသင်းနဲ့နောက်28ခုနှစ်အထိစာချုပ်တက်တန်းရှိနေပေမဲ့လည်းကစားမရဲ့အနာဂတ်အတွက်လာမယ့်ရာသီမှာအသင်းကနေထွက်ခွာခွင့်ပြုမယ်လို့ဒရင်းနေထွက်ပေါ်နေတာလည်းပဲဖြစ်ပါတယ်။ အောင်စင်တဲ့ကလည်းသူရဲ့တက်ဆက်ပိုင်းအတွက်ယူကရက်စ်ကိုကလတန်ကြာစောင့်ကြည့်ပြီးခေါ်ယူဖို့ကြိုးပမ်းနေတာလည်းပဲဖြစ်ပါလေ။မိုင်းနာတဲ့တင်ကလည်းသူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ယူကရက်စ်ကိုနေပြအောင်မုန်တွေကခေါ်ယူမယ်ဆိုပြီးဒင်းနေကြီးနေတာလည်းပဲဖြစ်ပါလေ။အေဘလာဆဂွေးနေကဇာကတဲ့ပေါ်လီကလီဝဲစင်မှာဟတ်ထွစ်သွင်းယူနိုင်ခဲ့တဲ့ယူကရက်စ်ဟာအနာဂတ်ကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ်မှာတော့ဘယ်သူမှမသိနိုင်ကြောင်းနဲ့လက်ရှိကတဲ့ပုံမှာပဲကျွန်တော်တို့အာယုံဆိုင်ထားကြောင်းပြန်လည်ဖြေဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ စပေါ်ရင်လေးစောင်းတဲ့အောင်ယူကရိန်းအတွဲပေါင်း55တန်းကနေပေါင်တန်း80အတွင်းအမြင့်ဆုံးပေးချင်နိုင်မယ့်အသင်းကိုရောင်းချသွားမှာဖြစ်တယ်လို့လည်းဒဲနေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ယူကရိန်းတယောက်ဘယ်အသင်းကိုရောက်ရှိမလဲဆိုတာလည်းရင်ခုန်စရာပဲဖြစ်ပါလိမ့်။အေဗရန်သင်းကိုနိုင်အောင်ရှိကြတာဟာဂျီမော်လဲနိုင်မယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြဂွာရီယိုလား မန်စီးတီးရဲ့ယမနီတော်ကဇာတော်တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအေဗာရန်တင်ကိုခက်ခက်ခဲခဲရင်ဆိုင်စားပြီးနှစ်ဂိုးပြည့်တဲ့အနိုင်ရရှိခဲ့ကောင်ဂျမလီဝင်းခွင့်အတွေ့အားသာချက်ရရှိစေခဲ့တာလည်းဖြစ်ပါလိမ့်။အေဗာရန်တင်ကသူ့ရဲ့အင်ကွင်းမှာလီဗာပူးအသင်းနဲ့အာဆနယ်အသင်းတွေကိုတော့ဒုက္ခပေးနိုင်ခဲ့တာကြောင့်အနိုင်ရရှိခဲ့တာဟာဒီမောင်နဲ့နိုင်ပွဲဖြစ်ကြောင်းဂျမလီဝင်းခွင့်အတွေ့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်နှီးခွင့်ရရှိလာတဲ့အပေါ်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းနေပြခွဲလာကဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ မန်စီးအသင်းကတော့ကြံပွဲ၅ပွဲအလိုမှာအဆင့်၄နေရာမှာယက်တီနေပြီးတော့အဆင့်၆နေရာကဗီလာအသင်းကိုတမတ်သားနဲ့ယက်တီနေတာလည်းပဲဖြစ်ပါတယ်။ဆိုတော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်ပရီးမီးယားလိမှာလည်းတိုင်ပွဲဝင်မှုတွေကလည်းတကယ်ကိုပြင်းထန်ရှိနေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။နေပြည်တော်မူနေတဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်အစစ်အမှန်ကိုဖွင့်ရပြောဆိုလိုက်တဲ့အန်တိုနီ အန်တိုနီယိုရိုဘီယာမိုရဲ့လောင်းအောင်မှာဘွဲစားခွင့်နေပါခဲ့ပြီးတော့ထေဆန်းပြသနိုင်ခြင်းမရှိကြတာကြောင့်စပိန်ကလည်းရီယယ်ဘတ်ဒီအသင်းစီကိုငှားချခြင်းခံခဲ့ရသူလည်းပဲဖြစ်ပါလိမ့်။နေပြာမိုရဲ့လောင်းအောင်မှာအဆင်မပြေဖြစ်ခဲ့ပေမဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်းနဲ့နေပြာမိုရဲ့ဆက်ဆံရေးတိုးတောင်းခဲ့ပေမဲ့လည်းသူဟာအလွန်တော်ပြီးအလွန်ကောင်းမွန်တဲ့နေပြာတယောက်ဖြစ်ကြောင်းအန်တိုနီကချီတူပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဇိုင်ကောင်မိုတိရီကိုလိုချင်တာကြောင့်အငှားထွက်ကစားခဲ့ရတာဖြစ်ပြီးမိုင်းရတဲ့အသင်းနဲ့နေပြအောင်မော်ရီအနေနဲ့လက်ကျန်ပွဲစဉ်တွေမှာအောင်မြင်မှုတွေရရှိပါစေကြောင်းလဲအန်တိုနီကဆန္ဒပြုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဘရာဇီးတောင်ပံစားမှာဘက်တင်မှာခြေစွမ်းပြသနေတာဖြစ်ပြီးပြိုင်ပွဲစဉ်16ပွဲမှာ၄ဂိုးသွင်းပြီး၄ချိန်ဖန်တီးထားတာလည်းပဲဖြစ်ပါလိမ့်။ဂျမလီစီမီဖန်တွေမှာရောင်းမယ်ကိုဘလို့ရင်ဆိုင်ရမယ်ဆိုတာကို မသိသေးဘူးဆိုတဲ့ဘတ်စတိုနီ အင်နာမလန်တဲ့အနောက်ကန်ဇာမကြီးဘတ်စတိုနီကချန်ပီယံစီမီဖိုင်နယ်မှာဘာစီလိုနာအသင်းနဲ့သူတို့ရဲ့လူငယ်ဂျန်ဝင်းဇာမလီလာမယ့်ရမယ့်ကိုကြော်ဖြတ်နိုင်ဖို့အတွက်အင်နာမလန်အသင်းတွေနဲ့အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့လိုအပ်လိမ့်မယ်လို့ဖွင့်ရပြောဆိုလိုက်ပါတယ်။ချန်ပီယံစီမီဖိုင်နယ်မှာတော့အင်နာမလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ဟာထိတ်တန့်တွေ့ဆုံနေရလာလိမ့်မယ်ဖြစ်ပါတယ်။အီတလီနဲ့စပိန်ထိပ်သီးကလပ်တွေရဲ့ဥဆောင်နှစ်သင်းထိတ်တန့်တွေ့ဆုံကြမယ့်ဒီပွဲစဉ်ဟာအလွန်အဆင်ဝင်စရာကောင်းအောင်မတည်ကြပါမယ်။ဘတ်စတိုနီကတော့ဘာစီလိုနာအသင်းရဲ့ကျယ်ဝင်းဇာမလီလာမယ့်ရမယ့်ကိုနှစ်ကြော့ဆုံးမှာထိန်းချုပ်ထားနိုင်ဖို့အတွက် သူ့အတွက်ခက်ခဲလိမ့်မယ်လို့ဝန်ခံပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။မက်စတိုနီးယားဥရောပရဲ့အကောင်းဆုံးဘုံနောက်ခံလူတွေထဲကတယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့ပေမယ့်ရာမကိုရင်ဆိုင်ဖို့ဘလိုတွေပြင်ဆင်ရမလဲဆိုတာကိုတိတိကျကျအကြံဉာဏ်မရှိနေသေးဘူးလို့ဖွင့်ရခဲ့တာလည်းပဲဖြစ်ပါတယ်။သူတို့နေရာရင်းကကြိန်သာထိတိုက်တွဲဆုံခဲ့ပြီးအဲ့ဒါကတော့ Euro 2020အုပ်စုအဆင့်မှာရာမရဲ့စပိန်အသင်းကအီတလီကိုနိုင်ရောက်ရှိခဲ့တဲ့ပွဲစဉ်လည်းပဲဖြစ်ပါတယ်။ဘက်စတိုနီကအဒီပွဲမှာသူ့အတွက်အဆင်မပြေခဲ့ဘူးလို့လေဝန်ခံပြောဆိုခဲ့ပါတယ်။ဘက်စတိုနီက ကျွန်တော်ဘယ်လိုပြင်ဆင်ရမလဲမသိပါဘူး။ဘောက်လက်ဆိုတော့ယူရိုပြန်ပွဲတော့ကနောက်ဆုံးအချိန်တိတ်အဆင်မပြေခဲ့လို့ပါပဲ။ဘာစီလိုနာမှာရှင်းလင်းတဲ့ဇာပုံရှိပါလေ။တို့ကနေရလွတ်တွေပေးမိနိုင်ပေမယ့်ကျွန်တော်တို့ကတော့တို့ကိုအသိလိုက်ခုခံကာကွယ်ရပါလိမ့်မယ်။ကျွန်တော်ထိန်တန်းတောင်ပန်ဇာမတွေကိုရင်ဆိုင်ခဲ့ရပြီးပါပြီ။ဥပမာအဖြစ်ဆိုလို့ရှိရင်ဘိုင်းရဲ့မြို့တွေကအိုလီစင်းရဲ့စာနေတို့လိုပေါ့။တို့ကိုခက်ခဲဖြစ်သွားအောင်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အာရုံစုဆိုင်မှုဟာတရားရာခိုင်နှုန်းနဲ့တန့်ခံမှုတရားရာခိုင်နှုန်းရှိဖို့လိုအပ်ပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်မယ်။ လာကြီးအနေထားနဲ့ပတ်သက်ပြီးတော့လဲဘတ်စတိုနီကဖြစ်နိုင်ချေရတော့ကျွန်တော်တို့ပြန်ပွဲ၃ခုလုံးမှာဒုတိယနေရာနဲ့အဆုံးသက်သွားနိုင်ပါလိမ့်။ဒါမှလည်းရာသီအစတုန်းကကျွန်တော်တို့ရီးမန်းခဲ့တာကတော့လိမာမှပေးစရာကိုဥဆောင်ဖို့နဲ့ကိုဘာဒလီယာချန်ပီယံနှစ်ခုမှာဇေမီဖန်နဲ့ကိုတက်လှမ်းဖို့ပါပဲ။ကျွန်တော်တို့ပင်ပန်းနွမ်းနေမှုကိုခံစားရပေမဲ့လည်းနှင်းအစမှာပြောခဲ့သလိုပါပဲ။အရာအလုံးဟာစူးစမ်းရယူသွားကြင်ပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဂျာယမိုင်းအင်တာမီလန်အသင်းကနိုင်ယူပြီးတော့ဘတ်စတိုနီနဲ့အင်တာမီလန်အသင်းဟာဒီတစ်ပတ်အကုန်မှာဘလော့နာအသင်းကိုခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်တွားရောက်ရင်ဆိုင်ရမှာလည်းဖြစ်ပါလိမ့်။အဲဒီနောက်မှာမြို့ကန်ပြိုင်မဲ့ AC Milan အသင်းနဲ့ Copa Italia Semi Final ဒုတိယကြော်ပွဲစဉ်ကိုဇာရမှာဖြစ်ပြီး Barcelona အသင်းနဲ့ Champions League Semi Final ပထမကြော်ထိတဲ့တွေ့ဆုံမှုကတော့ April 30ရက်နေ့ဘော်ဒိုနီမှာရင်ဆိုင်ဇာရမှာလည်းဖြစ်ပါလိမ့်။ဆိုတော့ဒီနေ့ညရဲ့ Premier League ပွဲစဉ်33ရဲ့ပွဲကြို33တဲ့ချက်တွေကိုလည်းတင်ဆက်ပေးကြပါမယ်။နံပါတ်1 Fulham Chelsea ဖွန်တင်းကအင်ကွေးနှစ်ပွဲဆက်စပါလဘောအသင်းတွေကိုချဲစီအသင်းတွေနဲ့သတိကြီးကြီးထားပြီးတော့အစားရမယ်လို့ထင်ပါတယ်။ချဲစီတားဆက်ကလည်းအားရစရာမရှိပေမဲ့လည်းရလပိုင်းကတော့မဆိုးဘူးလို့ပြောလို့ရပါတယ်။ဆိုတော့ကျွန်တော်အမြင်ရတော့ချဲစီကိုပဲပို့ပြီးနှစ်သက်နေမိပါတယ်။ Ewich Arsenal ဂျမလီမှာလက်ရှိချန်ပီယံရီယယ်ကိုကိုပြတ်နိုင်ယူလိုက်တာကအာဆင်နယ်အသင်းကိုပိုပြီးတော့ယုံကြည်မှုတွေရှိသွားစေနိုင်တာလည်းပဲဖြစ်ပါလိမ့်။ဒါမှလည်းချန်ပီယံလိကြောင်အေဗစ်ကိုပဲရွေးချယ်သင့်တယ်လို့ကျွန်တော်ကတော့ယူဆပါပါလိမ့်။ မန်ချက်စတာယူနိုက်တက်ဝုတ်ပထမချုပ်မှာဝုတ်အသင်းကမန်ယူနိုက်တက်အသင်းကို2-0အပြတ်နဲ့အနိုင်စားနိုင်ခဲ့ပါလိမန်ယူနိုက်တက်အသင်းအနေနဲ့ကလည်းယူဘာလီဘက်ကိုပိုပြီးတော့အာယုံဆက်နေတာကိုလည်းထက်တွက်ရမှာဖြစ်ပါလိနေပြောင်မလီကိုတိုင်းကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဇီနီယာဇာမာတွေထဲအသင်းရဲ့တက်သေးစားလူငယ်လေးတွေကိုပဲအသုံးပြုသွားမှာဖြစ်လို့ပရိသတ်တွေအနေနဲ့ဒါလေးကိုနားလည်ပေးစီခြင်းတယ်လို့ဖွင့်ရထားပါလိဆိုတော့ဒီဘက်မှာတော့ဟူးနဲ့စွန်စားတင်ပါလိအစတာစီတီလေပါဘူး လာဇရာစီးရီးသင်းရောင်တင်ချာနည်းအရာမျှော်လင့်ချက်ရှိနေသေးတာဖြစ်ပြီးတော့တန်းစင်ဇုံကလုံမြောက်ဖို့တော့မဖြစ်နိုင်တော့ပါဘူး။လောသင်ကလည်းချန်ပီယံဖြစ်ဖို့နေတဲ့နေဆက်နေပြီးလည်းပဲဖြစ်ပါရည်။ဆိုတော့ဒီလိုပွဲမြင့်မှာလည်းဘောအသင်းကတော့အနိုင်စားသွားဖို့ပိုပြီးများပြားနေတယ်လို့ကျွန်တော်ကတော့ယူဆပါရည်။ကဲပရိသတ်တွေကရောဒီနေ့ည Premier League ပွဲစဉ်တွေမှာဘယ်စင်ကရလက်ဘလို့ဖြစ်သွားမလဲဆိုတော့ခံမှန်းပြောဆိုပေးခဲ့ကြပါတော့။ကျေးဇူးတင်ပါတယ်။ဘယ်စင်မျိုးလို့ကိုစင်နေပြောချမ်းမှချမ်းသာပြီးဘေးပင်ရဝေးကွာကြပါစေခင်ဗျာ။